အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမင်းမြတ်သူရရေးသားတဲ့မွေပြူချင်မားလို့အမည်ရတဲ့လုံချင်းဝိထုရှင်ကိုဇတိမိုင်းအနေနဲ့ကျွန်တော်ကိုရွှေသားမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဒေါ်ပန်းယုံသည် ရှေးမှဥဆောင်၍ရွှွန်းနွန်တော်ကိုဖျက်ကျော်လေ၏သူမသည်မွေပြူမထံမှရွှွန်းနွန်တော်ကိုဖျက်ကျော်နိုင်မည့်နီလန်းကိုသိရှိထားသည်ဖြင့်ရွှွန်းနွန်တော်ကိုအောင်မြင်စွာဖျက်ကျော်လာနိုင်၏ရွှွန်းနွန်တော်တစ်ဖက်သို့ရောက်သောအခါဒေါ်ပန်းယုံက ကဲရှင်တို့အားလုံးဘေးလို့ရမှာနေကြပြီတော့ကျမရဲ့ရန်သူတော်ကြီးတွေကိုပညာပေးဖို့အရှင်ရောက်ပြီဒီလူတွေဟာဝိတ္တမလောဘသားတွေပဲသူတို့အတွက်ကြောင့်အပြစ်မဲ့တဲ့လူတွေအားလုံးဒုက္ခရောက်ရတယ်သူတို့မှာလူပေါင်းများစွာကိုတတ်ပြတ်ခဲ့တဲ့တခုတည်းမြလူသက်သမားကြီးတွေပဲဒီနေရာဟာသူတို့ရဲ့နောက်ဆုံးအချိန်ကိုရောက်ပြီဟုပြော၏ဒေါ်ပန်းယုံကြီးစကားကြောင့်ဥပလကသူတို့ကိုဘယ်လိုပညာပေးမှလဲဟုမေးသောအခါ ကျမသူတို့ကိုမျှခေါ်ပြီးတမလွန်ဘဝကိုအရောက်ပို့ပြမယ်။ဖြစ်ပါမလားအတော်။တိတ်အန်ဒီရများတယ်နော်။မပူပါနဲ့လူလေးရဲ့သူတို့ကိုရင်ဆိုင်နိုင်တဲ့နေလန်းတွေလည်းအတော့မှရှိပါတယ်ဟုပြော၏။ဒေါ်ပန်းယုံကိုသူတို့အားလုံးမတားဆီးနိုင်တဲ့ဖြင့်ဆိုရင်ကြီးစွာဖြင့်ကြည့်ရှုနေကြ၏။ဒေါ်ပန်းယုံသည်ရှုံးတော့အလဲရှိရာသို့ရောက်သွားပြီးကြောက်တဲ့တာကိုအမှားကြီးကိုအာယူဆောင်ခိုင်း၏။ အမညေကိုသည်ချွန်းနုံတော်များကိုတရေကြီးစွာထား၍ရှောက်လန်းလာ၏၎င်းတို့၏ရှေးလန်းတလန်းမှားလျင်ချွန်းနုံတော်ထဲတွင်အသက်ပျောက်သွားနိုင်၏တော်ပန်းယုံသည်သူမ၏အနီးသို့အမညေကို ရောက်ရှိလာသောအခါကြောက်တဲ့တာကိုရှာခိုင်းပြီးပြန်လွှတ်လိုက်လေ၏တောကချွန်းနုံတော်အလော်အလဲတွင်တော်ပန်းယုံတယောက်ထဲရေဒနာတက်တာနှင့်အတူကြံရိပ်ခဲ့လေ၏တရားတို့သည်ချွန်းနုံတော်၏တစ်ဖက်တွင်ပုံအောင်ရင်တော်ပန်းယုံကိုစောင့်ကြည့်နေကြ၏ ။များမကြမြေချိန်တိုင်းဦးမောင်ကြီးဖွဲ့ဦးမောင်ကြီးတို့အဖွဲ့ရောက်ရှိလာပြီ။မပန်းရောမပန်းရောမင်းရဲ့တပည့်တပန်းကြီးတွေတော့အခုတော့မင်းကိုဆွန့်ပြစ်သွားကြပြီမလား။ဒါမှမဟုတ်သူတို့အားလုံးတေးရတေးရရောက်သွားကြပြီလားဟုမင်းမြန်ဤ။တူအခါဒေါ်ပန်းယုံကသူတို့အားလုံးနုံတော်ထဲမှာနေသွားကြပြီ။ကျမတယောက်တည်းကံကောင်းထောက်မလို့အသက်ရှင်ပြီးကြံရစ်ခဲ့တာပဲ။ဒီချိန်ကစပြီးကျမရဲ့ဆုံးဖြတ်ချက်ပြောင်းလဲသွားပြီ။ ်ရှင်တို့နဲ့ပူးပေါင်းပါတော့မယ်ကျမတို့သုံးယောက်ပေါင်းပြီးဒီတော့ကလေးကလုံအောင်တို့ကြိုးစားကြမယ်ပြီးရင်ယတနာတွေကိုသုံးပုံပုံပြီးအညီအမျှခွဲဝေယူကြမယ်ဟုပြော၏သူကလောဘစောကတ်နေသောရန်သူတော်နှစ်ဦးသည်အမားနှင့်အမှန်ကိုမခွဲရှားနိုင်တော့ပဲဟေးမင်းရဲ့တပည့်တပန်းတွေချွတ်နှုံထဲမှာနစ်ကုန်ကြပြီဟုတ်လားငါတို့နှစ်ယောက်ကြတော့နုံထဲမှာဘာလို့မနစ်ရတာလဲဟုမေးသူကကတော့ပန်းယုံကဒါကတော့ရှင်တို့တိတ်ပြီးကံကောင်းလို့နေမှာပေါ့ ျမရဲ့တပည့်တပန်းတွေအားလုံးနုံထဲမှာနေကုန်ကြတာပဲကျမတယောက်တည်းကြံရင်ခဲ့တာဒီယတနာတစ်တာကိုလည်းကျမတယောက်တည်းတော်တဲ့ကနေအပြင်ကိုမထုတ်နိုင်တော့ဘူးဒါကြောင့်ရှင်တို့ရဲ့အကူအညီကိုလို့ရားဖို့လိုအပ်တယ်ကျမတို့တော့ယောက်ပူပေါင်းပြီးလုံလိုက်ကြတာဘောဟုပြော၏လောဘအိုကြီးနှစ်ယောက်ဒီတဦးနဲ့တဦးကိုကြည့်၍မပန်းယုံဟာကျုပ်တို့နဲ့ပူပေါင်းဖို့ပြောနေပြီမပန်းယုံပြောစကားအရဆိုရင်ဒီတော့တဲ့ကထွက်နိုင်ဖို့မလွယ်ဘူး ငါတို့သုံးယောက်ပူးပေါင်းသိရင်ပူးပေါင်းကြတာပေါ့ကွာမင်းဘယ်လိုသဘောရလဲဟုမေး၏ထိုအခါဦးချစ်ထူးကကျိုးကတော့မပန်းရုံကိုအမြဲတမ်းလိုလိုပူးပေါင်းကြည့်နေတာပါဟုပြော၏ထို့နောက်ရန်သူတော်ကြီးနှုတ်ဦးသည်ပူးပေါင်းရန်သဘောတူလိုက်ကြ၏ဒါဆိုရင်ဟောဒီမှာကျမရဲ့လက်နက်တွေကိုတက်တာဘေးမှာချထားတယ်ရှင်တို့နှစ်ယောက်ကျမစီကိုလာခဲ့ပြီတော့ဟုပြော၏ထိုအခါဦးချစ်ထူးသည်ဒေါ်ပန်းရုံရှိရာသို့ရှောက်လှမ်း၍လာ၏ သူသည်ဒေါ်ပန်းယုံစီတို့ရောက်ခါနီးတွင်ရုတ်တရက်ခန္ဓာကိုယ်ရိမ့်ရိုင်သွားပြီးခန္ဓာကိုယ်တဝက်သည်နှိမ့်မြုပ်သွား၏အာကနဲအော်လိုက်ခါချွန်းတော်တော်မှယုံကန်ရန်ကြိုးစား၏ချွန်းတော်တို့၏တဘာဝမှာယုံကန်လေးနှိမ့်မြုပ်လေးဖြစ်သည်ဖြင့်သူ၏ခန္ဓာကိုယ်အလုံးနှိမ့်မြုပ်သွား၏ဦးရှိသူလည်းအထိတ်တလန့်ဖြင့်ဒေါ်ပန်းယုံကိုကြည့်ကာကျုပ်ကျုပ်ကိုကယ်ပါဦးကျုပ်ကိုကယ်ပါဦးဟုအော်ဟစ်၏ထိုအခါဒေါ်ပန်းယုံကဦးရှိသူကိုကြည့်ပြီး ရှင်တို့ဟာလူအများကြီးကိုဒုက္ခပေးခဲ့တယ်။ရှင်တို့ကြောင့်လူရဲ့အသက်တွေစည်သေးခဲ့ရတာလည်းမနှဲတော့ဘူး။ဒီနေ့ရှင်တို့အလှရောက်ပြီ။ထိုအခါဦးမောင်ကြီးသည်ဒေါ်ပန်းကျော်၏သဘောကိုရိပ်ရှားမိသွားပြီ။အတော်ရုပ်မာတဲ့မိန်းမပဲ။မင်းကိုအရှင်မထားတော့ဘူးဟုပြောကာသူ၏အိတ်ထဲမှ၆လုံးမျိုးကိုထုတ်၍ပြစ်ခတ်၏။ဒေါ်ပန်းကျော်မှာမောင်ကြီးထက်လင်မြန်သူဖြစ်လျာတိတ္တဘေးတွင်ရှားထားသောတနတ်ကိုကောက်ကန်၍ပြစ်ထက်လိုက်ရာ။ ဦးမောင်ကြီးသည်မြေပေါ်သို့ဝုံငနေပြိုလဲ၍ကျသွား၏ဒေါ်ပန်းယုံ၏ရန်သူတော်ကြီးနှစ်ဦးလူပြည်မှထွက်ခွာသွားကြရရှိပြီဒေါ်ပန်းယုံသည် ရှုံးတော်ထဲမှနင်းမြုပ်သွားသောဦးမောင်ကြီးကိုကြည့်၍တပ်ပြင်းချေကြီးကိုချလိုက်ပြီလောဘသားတွေရဲ့နောက်ဆုံးသွားရလန်းကတော့ဒီနေရာပါပဲလေရှင်တို့နေအောင်နောက်ဘဝကြရင်သူတော်ဘာကောင်းကျိုးကိုဆောင်ရွက်နိုင်ပါစေလို့ကျမဇူတောင်းပေးပါတယ်ဟုပြော၏တို့နောက်တွင်မူဒေါ်ပန်းယုံတို့သည်သူမ၏ရန်သူတော်ကြီးများကင်းရှင်းသွားသည့်ဖြင့် မွေဖြူတောင်ကိုဖျက်ကျော်ပြီးခရီးဆက်ခဲ့ကြ၏အတန်ကြာအောင်ခရီးဆက်ခဲ့ပြီးနောက်ကျွန်းတတော်ကြီးကိုဖျက်ကျော်ရင်ကျမတို့ဘာအန်တရဲမှမရှိတော့ဘူးယေရနာတွေကိုအများကောင်းကျိုးအတွက်အသုံးပြုနိုင်တော့မယ်ဟုပြော၏သူတို့အားလုံးရှင်လန်းတက်ကြွသော စိတ်ထားဖြင့်ခရီးဆက်ကြ၏ထိုအခိုက်မှာပင်ကျွန်းပြည်ကြီးအနောက်မှလူတယောက်ထွက်ပေါ်လာပြီးဒေါ်ပန်းရောခမည်းရဲ့အကြံစီမှားသွားပြီခမည်းတို့အန်တရဲကမလွတ်မြောက်နိုင်သေးပါဘူး အန်ဒီရကလွတ်မြောက်ရှင်ရင်တော့ဒီယတနာတိတ္တကြီးကိုဒီနေရာမှာပဲရှားထားခဲ့ပြီတော့ဟုပြော၏မောင်တရားသည်ထိုသူကိုကြည့်၍လွန်စွာအံ့ဩသွားလေ၏ထိုသူမှာသူ၏မိတ်ဆွေလဲပိုင်ရှင်ကိုချမ်းသာဖြစ်နေ၏ဦးချမ်းသာ၏လက်ထဲတွင်၆လုံးမျိုးသနောက်ကိုဘဲဘဲတစ်ဖက်ညာတစ်ဖက်ကင်ဆောင်ထား၏တရားသည်ဦးချမ်းသာကိုကြည့်၍ဟင်ဦးချမ်းသာခမခမဘလို့လောက်ပြီဒီနေရာကိုရောက်လာရတာလဲ လဲပိုင်ချင်းတယောက်ဖြစ်ပြီးဒီလိုဝိသမလောဘကိုလောက်ရတာအံဩပါရဲ့ဗျာထိုအခါဦးချမ်းသာကရင်မော၍တီဟာတီဟာမင်းအတော်ရိုးတဲ့ကောင်လေးပဲငါဟာအိန်ဒီကြီးကဒေါ်ပန်းယုံကိုစိတ်ဝင်စားနေတာကြာပြီဒါကြောင့်အိန်ဒီကြီးကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တယ်အိန်ဒီကြီးကလူတွေနဲ့လည်းပူးပေါင်းဖို့ကြိုးစားခဲ့အဲ့ဒီမှာမင်းလိုမအူမလဲကောင်လေးတယောက်နဲ့ကြုံခဲ့ရတာပဲဟုပြောလေဟာတီဟာဒီဒေါ်သာတကြီးကြီးပဲ ဘာဦးချမ်းသာခမားဟာအတော်ရုံမာတဲ့လူကြီးပဲကျုပ်ကတော့ဓမြတွေလက်ကလွတ်မြောက်အောင်ခမားကိုပဲအကျင့်ကြီးကဲတင်ခဲ့ရတာ ခမားဟာကျေးဇူးရှင်ကိုကျေးဇူးကမ်းတဲ့လူပဲဟုအော်ဟစ်ပြောဆိုလာ၏ထိုအခါဦးချမ်းသာဟာမင်းကငါရဲ့အသက်တခင်ကျေးဇူးရှင်မဟုတ်ပါဘူးခွဘာကြောင့်လဲဆိုတော့မင်းကို တိုက်ပါတယ်ဆိုတဲ့လူသိုးတွေဟာငါရဲ့တပည့်တွေပဲငါဟာလဲပိုင်းချင်းအမြင်ခံပြီးတော့ဒုတိယမှုအမျိုးမျိုးကိုလုပ်နေတာဒီရဲကလူတွေဘယ်သူမှမသိချာကြပါဘူးကွာ ဟိုဂုံယူဟန်ဖြင့်ပြော၏။ထိုအခါဒေါ်ပန်းယုံကဝင်ရောက်၍ရှင်ဟာဒုစရိုက်သမားတယောက်ဆိုတာကျမသိပါရယ်။ရှင်ဟာရိုးသားတဲ့တီဟာလိုလူငယ်လေးကိုပူပေါင်းနေကြတဲ့ကကျမစောင့်ကြည့်နေကြတာကြာပြီ။ရှင်ဘလို့ရည်ရွယ်ချက်နဲ့တီဟာကိုပူပေါင်းနေလဲဆိုတာလဲကျမရိတ်စားမိကြတာကြာပြီ။ဒါကြောင့်ရှင်းရဲ့ခြေလမ်းတွေကိုကျမအမြဲတမ်းကြိုသိနေခဲ့တယ်ဟုပြော၏။ထိုအခါဦးချမ်းသာကဒေါ်ပန်းယောခမည်းဟာကျုပ်ထင်တာထက်တောင်ပိုပြီးတော့လှင်းနဲ့ မိမကြီးပါလားဒါပေမဲ့ဒီတခါတော့ခမရကျုပ်လက်ကပြေးမလွတ်နိုင်ပါဘူးရတနာကိုထားခဲ့ပြီတော့ဟုပြော၏သူကဒေါ်ပန်းယုံကခေါင်းခါရမ်းလိုက်ပြီရှင်းစီမှာတော့ယတနာတွေကိုမထားခဲ့နိုင်ဘူးလောဘရမက်ကြီးတဲ့ရှင်တို့လူသားမွေးဖြူတောင်မှနေရခဲ့ပြီတော့ဟုပြော၏ဒေါ်ပန်းယုံဤစကားဆုံးသည့်နှင့်ဒိုင်းကနေဟုသောတနတ်တန်ကိုကြားရပြီးလဲပိုင်ရှင်ဦးချမ်းသာသည်ပြိုလဲ၍ကြာသွား၏ဦးချမ်းသာဤနောက်တွင်ဥယျာဉ်မူကြီး ။ဥရှက်ကောင်းသည်အငွေ့တလူလိုထွက်နေသောတနက်ဖြင့်မတ်တက်ရက်နေ။ဥယျံမူဥရှက်ကောင်းကိုမြင်သောအခါ၎င်းတို့အားလုံးအံ့ဩသွား၏။ဟင်။အတော်ကဥရှက်ကောင်းကိုအိမ်ဒီကြီးမှာဥယျံဆောင်းချဖို့ထားခဲ့တာမဟုတ်ဘူးလား။ဟုတ်မေး၏။ထိုအခါဒေါ်ပန်းယုံကခေါင်းကိုခါရမ်းလိုက်ပြီးလူတွေအားလုံးဒီလိုထင်အောင်တော့လှုပ်ခဲ့တာပဲ။ဒါမှရန်သူတွေကိုလှည့်စားနိုင်မှာပေါ့။ဥရှက်ကောင်းဟာအိမ်ဒီကြီးကဥယျံတွေကိုမဆောင်းချခဲ့ပါဘူး။ အိမ်ကြီးကဥယျင်တွေကိုစောင့်ရှောက်ဖို့သူ့ရဲ့တပည့်တွေကိုထားခဲ့တယ်။ဥယျင်ကောင်ကိုယ်တိုင်ကအတော်တို့ကိုလိုက်ပြီးစောင့်ရှောက်ခဲ့တာ။လဲပိုင်ရှင်ကိုချမ်းသာဟာဥကြောင်ကြောင်လောက်ပြီးမောင်တီဟာကိုအတုံးချဖို့ကြိုးစားနေခဲ့တာလေသိခဲ့တာကြပါပြီ။ဟုတ်ပြောဤထိုအခါမှပင်သူတို့အလုံးရှင်းလင်းသွားဤဒေါ်ပန်းယုံသည်ဉာဏ်ပညာအမျှော်မြင်နဲ့လည်းပြည့်စုံဤဥရှိကောင်ကဒေါ်ပန်းယုံဘက်သို့လှည့်လိုက်ပြီးကျွန်တော်ရဲ့ တဖက်ကမ်းမှာတော့ဘာအန်ဒီရဲမှမရှိတော့ပါဘူးကျုပ်တို့အေးအေးချမ်းချမ်းနေရက်ကိုပြန်ရုံပါပဲခမားတို့ရဲ့မွေးစားတာတော့အဲမောင်ချေမြောက်ကိုမမြင်ပါလားသူတို့တော်ထဲမှာကြာဆုံးခဲ့ပြီထင်တယ်ဟုပြော၏သူကကဒေါ်ပန်းယုံက ဟုတ်တယ်မောင်ချေမြောက်ဟာသူ့ရဲ့မိုက်ဆက်သူတိန်းသွားခဲ့ပြီဟုပြော၏၎င်းတို့ဒီကျွန်းတော်မှတမိုင်ကန့်သွားခဲ့ပြီးတော့အခါဦးချေကောင်ကအချင်းမှာချောင်းတို့ခုရှိတယ်ဒီချောင်းကိုကျိုးတရားလေးနဲ့ဖြတ်တန်းရမယ်ကျိုးတရားကိုဖြတ်ပြီးတာနဲ့ ။ရွာတွေနဲ့နီးလာပါပြီ။မကြမီလူတွေနဲ့တွေ့ရတော့မယ်ဟုပြော၏။တရားတို့သည်ရေအလွန်အစည်းတန်သောချောင်းကိုကျိုးတရားဖြင့်ဖျက်တမ်းရလေ။ကျိုးတရားသည်၎င်းတို့လူစုကြောင့်လှုပ်ရမ်းနေလျာလွန်စွာအသေးရဖွယ်ကောင်းလာ၏။အိမ်ပေါ်မိမပြုတ်သုံးဦးမှာကျိုးတရားပေါ်မှာခြောက်လန်းရင်စိတ်လှုပ်ရှားနေဟန်ရှိသည်ညီကိုနှုတ်ဦးသည်ကျိုးတရားပေါ်မှာရေရနာတိတ္တကြီးကိုခက်ခက်ခဲခဲတည်ယူခဲ့လေ။ဒေါ်ပန်းယုံသည် ကျိုးတနာပေါ်မှာဖြင်းချင်းစွာဖြတ်တန်း၍သူမရဲ့ဖြတ်တန်း၍သူမတကိုလည်းကြံရိတ်ခဲ့၏ကျိုးတရားအလေတို့ရောက်သောအခါမွေဖြူတောင်ကြီးကိုလှည့်ကြည့်၍လွမ်းဆုတန်တဟန်ဖြင့်ကျမရဲ့မိတ်ဆွေမွေဖြူမဟာဒီတော်ကြီးထဲမှာရှိတယ်။သူနဲ့နောက်တစ်ချိန်ပြန်ဆောင်ဖို့မဖြစ်နိုင်တော့ဘူး။ဒီတစ်ချိန်ဟာကျမတို့နဲ့ရောက်နောက်ဆုံးတွေ့ဆုံခြင်းပဲဟုလွမ်းဆုဟန်ဖြင့်ပြော၏။ဥပလာတို့သည်ဒေါ်ပန်းယုံ၏အပြုအမူကို မတားဆီးခြင်းသောကြောင့် ကျိုးရတာတစ်ဖက်ကန်းတို့ရောက်အောင်သွားပြီးတောင်ကုန်းမြင့်ကလေးစီတို့တက်သွားလေ၏ဒေါ်ပန်းယုံသည်ကျိုးရတာအလဲတွင်ရက်ရင်မွေးဖြူတောင်စီတို့သာမမှိတ်မတုံကြည့်နေ၏သူမသည်နှစ်ပေါင်းများစွာရင်းနှီးရှိခင်ခဲ့သောမွေဖြူမနှင့်ခွဲခွာရတော့မည်ဟုဆိုသည်ဖြင့်စိတ်မကောင်းဖြစ်နေဟန်လည်းရှိသည်ထိုအခိုက်မှာပင်ကျိုးတရားပေါ်သို့တစုံတူအိုးရောက်ရှိလာပြီးဒေါ်ပန်းယုံ၏လဲမျိုးကိုဓာဖြင့်ထောက်လေ၏ဒေါ်ပန်းယုံသည်ယုံကန်၍ထိုသူကိုကြည့်လိုက်ရာလွန်စွာအံ့ဩသွား၏ ထို့သူမှာသူမ၏မွေးစားသားမောင်ချွေမြဖြစ်နေလေသည်ဒေါ်ပန်းယုံကမောင်ချွေမြကိုကြည့်၍ဟမ်မောင်ချွေမြမင်းဘာလုပ်တာလဲဟုဒေါ်သားတကြီးအော်ဟိကျုပ်ဘာကောင်းလဲဆိုတာ ခမညာသိပြီမဟုတ်လားခမညာကကျုပ်ကိုမွေးစားသားဆိုပြီးအထင်အမြင်သိလို့နေဘာမှမဟုတ်တဲ့အိမ်ပေါ်တွေရှာဆောင်နေနောက်ကအစင်နှမ်းမရှိတဲ့အောက်တန်းသားတွေကိုနေရာပေးပြီးကျုပ်ကိုနှိမ်ချထားခဲ့တယ်အခုကျုပ်ရဲ့အရေးချင်းကိုခမညာသိပြီမဟုတ်လား ခမားကြီးအသက်မသေးခြင်းယတနာတိတာကိုထားခဲ့ဟုပြော၏ထိုအခါဒေါ်ပန်းယုံကဒီမှာမင်းကိုတတလုံးကျွေးမွေးခဲ့တဲ့ကျေးဇူးကိုပြန်ပြီးတော့ဆက်လိုက်တာလားယတနာတွေဟာအများကောင်းကျိုးအတွက်ခက်ခက်ခဲခဲရှာဖွေခဲ့ရတာမင်းလိုတကူကောင်းတမားအတွက်မဟုတ်ဘူးမင်းဟာကျေးဇူးခြင်းကိုကျေးဆွတဲ့အကောင်တည်ရင်အဝေးစီးရောက်မဲ့အကောင်ပဲထိုအခါမောင်ရွှေမြကငရဲဆိုတာဂျိုးနယ်လားဗျအဲ့ဒီယေဒနာတွေကိုထူခွဲရောင်းချရင် နတ်သမီးလေးတစ်ဖက်၄900နဲ့ပျော်ပါရမယ်။အဲ့ဒီမှာကျုပ်အတွက်လိုတာတွေရပြီ။ကျုပ်ဘာကိုမှခယူမဆိုင်တော့ဘူး။ငရဲကိုတွားရမယ်ဆိုရင်လည်းပျော်ပျော်ကြီးတွားလိုက်မယ်ဗျာ။ထိုအခါချမ်းဆောင်ကြီးဥပလာကဝင်ရောက်၍မောင်ရှင်များမင်းဒီလိုမလုပ်ပါနဲ့ကွာ။ဒေါ်ပန်းယုံကမင်းရဲ့မွေးစားအမေပါ။မင်းရဲ့အပေါ်မှာတတလုံးကျွေးမွေးပြုစုခဲ့တဲ့ကျေးဇူးရှင်ကိုမထောက်ဘူးလား။မင်းရဲ့အပြုတ်မှုဟာငရဲကြစေတဲ့အပြုတ်မှုဟုပြောလေ။ ဒေါ်ပန်းယုံ၏အိမ်ပေါ်မိန်းကလေးဖြစ်သောစပယ်ကလည်းဝင်ရောက်၍ကိုရွှေမြာအမေကိုအဲ့ဒီလိုမလုပ်ပါနဲ့အမေဟာကျမတို့ရဲ့ကျေးဇူးရှင်ပါရှင်းကိုတသက်လုံးကျွေးမွေးခဲ့တဲ့ကျေးဇူးတရားကိုတော့ထောက်ထားသင့်ပါတယ်တရားတည်မိခင်အတွက်ဆိတ်လို့ချသွားပြီးကျိုးတရားရှိရာသို့ပြေးဆင်းလာခဲ့၏ကျိုးတရားပေါ်သို့ရောက်သောအခါမောင်ရွှေမြာသည်ဒေါ်ပန်းယုံ၏လက်မျိုးကိုဓားပြင်ထောက်ထားပြီးဟေ့ကောင်ရှစ်တိုးမလားနဲ့ဒီအဖွားကြီးကိုဓားနဲ့ထိုးပစ်လိုက်မယ်ရက်စမ်း ဟိုအော်ဟစ်ချင်းချောက်ကြီးမောင်တီရသည်မိခင်၏အသက်ဘေးကိုစိုးရင်သဖြင့်ကိုချင်းကိုတတ်လိုက်ရ၏ဂျူဒရာသည်သူတို့သုံးဦး၏အချိန်ကြောင့်လှုပ်ရမ်းနေလေတီဟာကဂျူဒရာတစ်ဖက်ဆုံးကို လက်ဖြင့်ကန်၍ဒီမှာကိုချွေမြကျုပ်တို့အားလုံးအများကောင်းစားရဲ့အတွက်ကျုပ်တို့တိုင်းပြည်လွတ်မြောက်ရေးအတွက်အပင်ပန်းခံပြီးလောက်ကင်နေကြတာဗျခမရာတကောကောင်းမဆံပါနဲ့ဒီယတနာတွေကိုထူခွဲပြီးရင် တိုင်းပြည်လွတ်မြောက်ရေးအတွက်အသုံးပြုကြရပါ ဆင်းရဲနွမ်းပါတဲ့သူတွေကိုပေးကမ်းထောက်ပံ့ကြမယ်။ခမည်းလည်းကျုပ်တို့နဲ့တတတအားပါဝင်ပါဟုနားချ၏။ထိုအခါမောင်ချွေများကဒေါသတကြီးအော်ဟစ်လိုက်ပြီ။ဟေးကောင်ငါ့ကိုလာပြီးတရားမချနဲ့။မိเจ้าမင်းရေကင်းမပြနဲ့ကွာ။မင်းတို့ဘာသာအများအကောင်းကျိုးအတွက်ပဲလုပ်လို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ပဲလုပ်လို့ငါစိတ်ဝင်စားဘူး။ငါစိတ်ဝင်စားတာဟာငါကောင်းစားဖို့ပဲ။မင်းတို့ကအယူတွေလူဆိုတာကိုယ့်ကိုယ်ကိုအချစ်ဆုံးတဲ့တော်ပါလေကွာ။ ငါဟာငါကိုငါပဲရှစ်တယ်သူများကိုလည်းမချစ်နိုင်ဘူးငါကောင်းစားဖို့ပဲငါလုပ်နိုင်မယ်ဒါကြောင့်ယတနာတွေကိုဒီနေရာမှာပဲထားခဲ့မင်းတို့ငါသက်ကနားမထောင်ရင်တော့ဒီရောက်ဖွားကြီးရဲ့လဲမျိုးကိုဓာတ်နဲ့စွတ်ခနဲ့ကထိုးလိုက်မှာသူကဒေါ်ပန်းယုံဒီသူ့ဤမွေးစားစားအတွက်မရှိတင်ခဲ့ဖြစ်သွားပြီဒီမှာမောင်တီဟာအတော်ကိုငဲ့ပြီးယတနာတွေကိုမထားခဲ့ပါနဲ့အတော်ရဲ့အသက်သင်ရင်တည်ပါစေ အတော်သေးရမှလည်းမကြောက်ပါဘူးအတော်ရဲ့ရည်ရွယ်ချက်ကိုတော့မပြတ်ပါစေနဲ့ဒီယန္တနာတွေကိုယူပြီးမင်းတို့အားလုံးမွေးဖြူတောင်ကနေပြန်ကြပြီတော့ထိုအခိုက်မှာပဲလေပြင်းတစ်ချက်တိုက်ခတ်ပြီးကြိုးတရာကြီးလည်းလှုပ်ရမ်းသွားလေ၏တရားတည်ထိုအခွင့်ရေးကိုအရယူကခါးကြရှိဓမြောင်ကိုလင်းမြန်သွားထုတ်၍မိခင်၏ခန္ဓာကိုယ်နောက်မှဒဇွန်းဒဇအထွက်နေသောမောင်ရွှေမြတ်၏ခန္ဓာကိုယ်ကိုအာကုန်လှမ်း၍ပြစ်လိုက်၏ မောင်ကျများသည်သူ၏လက်မောင်းကိုဓာမြောင်ဆိုင်သွားသည်ဖြင့်အာကနေအော်ဟစ်လိုက်ပြီးဒေါ်ပန်းယုံကိုလက်လွတ်လိုက်ရ၏ဒေါ်ပန်းယုံသည်ထိုအခွင့်အရေးကိုအယယူကာကျူတထားတစ်ဖက်ရှိမောင်တီဟထံသို့ပြေးလွှားလာခဲ့လေသည်လောဘသောကတ်နေသော မောင်ချွေများသည်ဒေါ်ပန်းယုံကိုဖမ်းဆီးရန်တရှိန်ထိုးပြေးလိုက်လာ၏ဒေါ်ပန်းယုံသည်ပြေးလွှားရင်တရားအရှိသို့ရောက်သောအခါရှေလျှော်၍လေ၏တီဟသည် လေထဲတွင် ခုံလွှားကာမောင်ချွေများအားရှေဖြင့်တအားဆောင်ခံလာ၏ ။ဘောင်ချုပ်များသည်တရား၏ရှေ့ကန်ချက်မိသွားသည်ဖြင့်ကျိုးတရားတစ်ဖက်ဆုံးသို့ရန်၍လဲကြလေ၏။ထို့နောက်လူလေထကခါးကြမတနတ်ကိုထုတ်၍တီဟအားဒိုင်းငနေလှမ်းပစ်လိုက်၏။ကျိုးတရားလုံရန်နေသည်ဖြင့်ကြည်စံမှလည်းလွဲချော်သွား၏။တရားသည်မောင်ချွေများနောက်တစ်ချိန်မပြစ်နိုင်အောင်ခုံအုပ်လိုက်၏။တရားသည်အပေါ်စီးမှရောက်ပြီးမောင်ချွေများ၏မျက်နှာကိုလက်သေးဖြင့်ထိုးခတ်၏။မောင်ချွေများသည်ရုံးကန်ရင်တရား၏လက်မျိုးကိုညှစ်ရန်ကြိုးစား၏။ ထို့နောက်၎င်းတို့သည်တရားဥလဲမျိုးကိုတရားညှင့်ရန်ကြိုးစားရင်းတရားတစ်ဖက်စွန်းသို့လိန်သွားကြလေသည်၎င်းတို့နှစ်ဦးစလုံးခွန်အားကြီးမကွာသဖြင့်တဦးနှင့်တဦးအသာမရနိုင်ပေရှိထို့စဉ်မောင်ရွှေများသည်ကျူတရားဘော်တွင်ကြနေသောဓမြောင်ကိုလက်ဖြင့်ဖမ်းကင်မိသွားပြီးတရားဤကိုခန္ဓာကို ထိုးဆိုင်လိုက်တရားသည်ရှောင်းတိန်ရံမဖြစ်နိုင်တော့ပဲပခုံးနှင့်ဓမြောင်ဆိုင်ဝင်သွား၏ ထိုအခါမောင်ချင်းများကတရားရည်ရင်ဝါကိုဒူးဖြင့်တိုက်၍လဲကြနေရာမှရုံးကန်ထားလိုက်ထိုနောက်မောင်တရားရည်ဘိုက်အားရှေ့ဖြင့်တစ်ချက်ကန်ကန်လိုက်ရာ မောင်တရားသည်ခန္ဓာကိုယ်ရိမ့်ရိုင်သွားပြီးကျိုးဒနာတစ်ဖက်ဆုံးသို့ရောက်ရှိသွား၏မောင်တရားသည် ကျိုးဒနာတစ်ဖက်ဆုံးမှ အောက်သို့ ပြုတ်ကျလူမတက်ဖြစ်နေ၏မောင်ချင်းများသည် ထိုအခွင့်ရေးကိုအရယူ၍ကျိုးဒနာ၏ထောက်တိုင်ကြီး တချောင်းကိုဆုပ်ကင်ပြီး မောင်တီဟာအားအာကုန်လွှဲရိုက်လိုက်။မောင်တီဟာသည်မောင်ရွှေများ၏ဒုတ်ကင်လက်ကိုချုပ်ကင်လိုက်ပြီးပခုံးတွင်ထမ်း၍ကင်ပေါက်လိုက်ရာ မောင်ရွှေများသည်အချိန်လွန်ပြီးအတန်နှစ်ကြီးဖြင့်អော်ကာကျိုးတရာမှအောက်သို့ပြုတ်ကျ၍သွားလေ။မောင်ရွှေများ ပြုတ်ကျသွားသောနေရာမှာရှောင်းဆက်ရှိကြောက်တုံးကြောက်တုံးကြီးဖြစ်၍၎င်း၏ဦးကောင်းမှာစိတ်စိတ်ညံ့ညံ့ကြေးသွားပြီးအသက်ရှင်စရာလမ်းတော့မရှိတော့ချေ။ ထိုအခိုက်မှာပင် မောင်တီဟသည် ကျိုးတထားလက်တန်းကိုစောက်ကင်က လေးလံသောခြေလမ်းဖြင့်ရှောက်လန်းခဲ့၏ဒေါ်ပန်းယုံသည်ကျိုးတထားအဆမနေ၍စိုးရင်ကြီးစွာဖြင့်စောင့်ကြည့်နေခဲ့၏မောင်တီဟသည်မိခင်ချီရာသို့တရွှေ၍ရှောက်လန်းလာပြီးနီးကပ်လာသောအခါရပ်တန့်လာ၏ဒေါ်ပန်းယုံသည်မောင်တီဟ၏မျက်နှာကိုကြည့်ရှုနေရမှ မောင်တီဟ၏အပေါ်အင်းကြီးစုပ်ပြဲနေသည်ဖြင့်ရင်ဘတ်တွင် ဆွဲထားသောဒေါင်းဘက်ရဲ့ဆွဲကြိုးကိုမြင်တွေ့သွား၏ ထို့နောက်မျက်လုံးကြိုးကြလူမတက်စူးစိုက်ကြည့်ရင် မောင်တီးရအနားသို့တိုးကပ်သွားကဒေါင်းဘရက်ကိုတေချာစွာ ကင်တွယ်ကြည့်ရှုလိုက်ဒေါ်ပန်းယုံမှာအလွန်စိတ်လှုပ်ရှားသွားပြီးဒီဒီဒေါင်းဘရက်ဆွဲကြိုးဟာလူကလေးရဲ့ဆွဲကြိုးလားဟုတ်ပါတယ်ဒါကျုပ်ရဲ့ဆွဲကြိုးပါဟုတ်ပြောလိုက်ထိုအခါဒေါ်ပန်းယုံကအံ့ဩသွားဟန်ဖြင့်ဟင်ဒါဆိုရင်လူလေးဟာ အတော့ရဲ့သားလား ဟုတ်ပါတယ်အမေကျုပ်အခါလေတားလောက်တုန်းကအမေရဲ့ရန်သူတော်ကြီးဥယျံကျော်ဟာ အမေကိုရန်ညှိုးဖွဲ့ပြီးကျုပ်ကိုခိုးယူသွားခဲ့တာပါဥယျံကျော်ဟာတေကန်ကြီးမှာကျုပ်ရဲ့သူ့ရဲ့အပြစ်တွေကိုဝန်ခံပြီးအမေစီကိုလွှတ်ခဲ့တယ်ဒါကြောင့်အမေကြီးတဲ့အိမ်ကြီးကြီးကိုကျုပ်ဟာအလौတမဘဝနဲ့ရောက်ခဲ့တာပါဟုပြော၏ထိုအခါဒေါ်ပန်းယုံကဝမ်းသာသောအမူအရာဖြင့်ဟင်ဒါဆိုရင်တားဟာဘာဖြစ်လို့အမေကိုတားအရင်ဖြစ်ကြောင်ဖွင့်မပြောခဲ့ရတာလဲ ကျုပ်ဟာအမေကိုဖွင့်ပြောဖို့အချိန်ချင်းစူးစမ်းခဲ့ပါတယ်။ကံကြမ္မာကြောင့်တေလွဲကလေးတွေလွဲခဲ့ရတာပါ။ရန်သူတွေပက်လက်ဝိုင်းပြီးလှိုင်းကူထဲမှာကျုပ်တို့အသက်ဆုံးမဲ့ကြုံတုံးရလဲကျုပ်ဖွင့်ပြောဖို့စူးစမ်းခဲ့ပါသေးတယ်။အခုလည်းဒီတော်ကြီးတက်ကလွတ်မြောက်ရင်ကျုပ်ကတားအရင်ဖြစ်ကြောင်းပြောပြတော့မှာပါဟုပြော၏။ထို့အခါဒေါ်ပန်းယုံကတီဟာကိုဝမ်းသာအားရပွေ့ဖက်လိုက်ပြီ။ဝမ်းသာလိုက်တာတားရဲ့ဝမ်းသာလိုက်တာ အမေနဲ့တားဘယ်တော့မှ ပြန်မဆုံတော့ဘူးလို့အမေထင်ထားခဲ့တာကွ ဒီနေ့ဟာအမေဘဝရဲ့အကြီးမားဆုံးဆန္ဒနှစ်ခုပြေဝတဲ့အတွက်အပျော်ဆုံးနေ့ပဲဟု ပြောဆိုကာမောင်တီအားကိုရင်ခွင်ထဲတွင် ပွေဖက်ထားလိုက်မောင်တီအားမှလည်းဒေါ်ပန်းယုံကိုပြန်လဲ၍ပွေဖက်ထားကာရင်ထဲတွင် အမီမဖော်နိုင်သောဝေဒနာမျိုးကိုခံစားရလေ၏တရား၏တသက်လုံးလိုတင်လိုချင်တောင်းတနေသောဆန္ဒတစ်ခုလည်းပြေဝသွားသလိုခံစားလိုက်ရ၏ထိုအရာကမိခင်မြတ်တာပင် ဖြစ်ပါတော့၏ဟုတ်ကဲ့ပါခင်ဗျာ ဝိတုကတော့ဤမှာပင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပြေးပြီးဝင်ရောက်နားဆင်အားပေးကြကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့တအူးတယောက်ရှင်ဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုယ်စိတ်နှစ်ပါးချွန်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ